အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နန်းစစ် YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒီကနေ့ကျွန်တော်နန်းစစ် Channel ပိတ်သက်ကြီးကို တင်ဆက်ပေးခြင်းနဲ့ဝတ္ထုလေးရတော့တိမ့်ဖင်မြင့်ရဲ့သိုသက်စာဆိုတဲ့ဝတ္ထုတို့ပဲဖြစ်ပါတယ်ဒီဝတ္ထုတို့လေးကိုကျွန်တော်နဲ့အတူတူအဆုံးထိဆက်လက်နားဆင်ပေးကြပါဦးခင်ဗျာတင်ဆက်သူကတော့ကျွန်တော်ဂျင်မနိုင်ဖြစ်ပါတယ် ဆိုသစ္စာအမြဲပင်တာယာတော်တောင်ရွှေတစောင်းငွေတစောင်းတို့သည် ထိန်ဝါဝါဝင်းနေတော်သည်ရွှေပန်းကင်ငွေပန်းကင်တို့သည်ညွန့်လွင်လွင် တင်တော်သည်ရွှေဥမင်းငွေဥမင်းတို့သည်လွင်ပြန့်ပြန့်ခံတော်သည်ဖျားနှင့်ကြောင်းလှိုင်ကောင်းနှင့်ပထိုးတို့သည်မြင်မာမာတာနာလှသည် ခင်တန်းသက်ပင်တို့သည်စိမ့်ဆူဆူညိုများလာသည် ထို့ကြောင့်အမြဲပင်ตายရသောတာတရာခိုင်ငုံဖူးကိုအထူးသဖြင့်ပွင့်လန်းစေသောတာတောင်ထိပ်ဘဟုမှခြေရင်းတို့တိုင်အောင် စီတန်းနေကြသောဇောင်းတန်းများသည်အသွဲသွဲတောင်ဆယ်မှဖြားကြသောရေရင်မွာများနှင့် တူပြီးသည်ဤမဝန္တာ တောင်ထိပ်ကို ဖြူလွသော စီနင်းများတစားဆင်ပြီးတကယ်သော ်ယူပွေသောစေရီတို့သည်မန်းတောင်တော်ကို တစားဆင်ပြီးသည် ထိန်လျက်တောက်ပါသောထီတို့မှတင်းတင်းတင်းဟူသောတာယာစွာအတန်ထွက်ပေါ်နေသည်မှာဘုရားကိုအာယုံပြုတော်ဟုပြေကျော်သူနှင့်တူပြီးသည်ကြီးမားခံရသော အာယုံခံတိုက်ကြီးများသည်တရားအများအားတရားတည်ဟူသောကိုယ်ခွေရာတန်ဃာတည်ဟူသောကိုယ်ခွေရာဒီမှာရှိသည်ဟုခေါ်သည်နှင့် တူပြီးသည် ထို့ကြောင့်တရာခိုင်ကုံဖူးကို အထူးသဖြင့်ပွင့်လန်းစေတော်တောင်းထို့သောအမြဲပင်သားရသောတရာခိုင်ကုံဖူးကိုအထူးသဖြင့်ပွင့်လန်းစေတော်တောင်းတဲ့ဥက္ကန္တီနေရာသဇောင်းဤတောင်ဘက်စွန်းတွင်ယတိအကြောင်းကလေးတစ်ခုရှိပေသည်ကျွန်တော်သည် ထိုယတိအကြောင်းလေးပေါ်၌ထိုင်ကတောင်ဘက်ရှိရှင်နတော်ကြီးကိုစူးစမ်း၍ကြည်နေလေသည်လေပက်ပက်လေဝိုင်းနေသောကျုံရည်သည် စိမ့်နေလေသည် မြို့ရောကြီးတည်လဲနီမဲ၆ပြည့်တော့တောင်တန်းကလေးနဲ့တူလေသည်မြို့ရောအတွင်း၌ထူထပ်စွာပေါရောက်နေသော မကြီးပင်များသည်ညို့မှိုင်းနေလေသည်များစွာသောပြာအိုးတစ်စောင်းတို့သည်ယိုယွင်းပျက်စီးနေလေသည်ငန်းပြတ်သက်တို့၏ငှက်မျက်နှာစုလက်ထီးတို့သည်တက်ပင်အောင်ကြားမှ တိုးထွက်ပေါ်နေလေသည်ငန်းမြင့်ထပြတ်သက်ဆောင်ကြီးသည် အများတကာထဲထူးကဲပြူထွက်နေသည် အယောင်အဝါမဲ့သော ပြက်ခဏီဟောစီစင်သည်လဲတက်ပင်ကျိုးတက်ပင်ကြားမှပေါ်၍နေလေသည်နန်းစီထီးကျိုးတရေညှို့၍မင်းမျိုးလဲတုံးပြီလဲပြုံးခဲ့ပြီထိုနေရာတွင်တရားတနာပလင်ငါတို့ဘရင်ညီလာခံတော်မူရာ ရှေ့တွင်ဘုမတ်ပြိတက်တို့ခါစားကြရာလက်ဝဲဘက်တွင်မိဘရဲ့ကောင်းကြီးဆံမြန်းရာ ဖြစ်ခဲ့သည်ထိုဆောင်ကအပြိုးတော်ဦးစားတို့တစု နေကြရာ နေရာဖြစ်သည် ထိုဆောင်ကလက်ဖက်ရည်ဆောင်တော်ထိုနေရာကအာရင်တတ္တိစွမ်းရင်ရှိသောစက်တဲတော်တို့လှန်ရေးပြရာဓာရေးပြရာသည်ထို့တွင် အမြောက်သည်များနေရာဖြစ်ပေမည်ဟု ကျွန်တော်သည်တွေးတော်ကြံစားကနေရာညွှန်မိပါသည်ယခုမူကားဘယင်းနှင့်ဝေးပြုပြင်ဝေး၍နန်းဆွေလည်းပြဲကြမ်းချေလည်းတက်ခဲ့ပြီထိုစဉ်ကကျွန်တော်စိတ်ထဲ၌ မိဘတို့ခုပေါ်လာလေ။ဩငါတို့မြန်မာပြည်ကြီးသားသမီးများသည်ကျွန်အဖြစ်နှောင်ချိုးများမှလော၍မိခင်ကြီးဒေါန်လန်ကိုဒေတာတွင်တလွန်လွန်ဖြင့်တင့်တယ်လွတ်လပ်စွာလွင့်နိုင်သောခက်ခါရောက်ပါအောင်မည်လော။ကျွန်နှောင်ချိုးပြက်မြို့မြင့်မြတ်၍ထိရက်ဆင်းဆင်းဒေါန်လန်လွင့်လိုပြီ။ရွှေနန်းတော်ကြီးသည်ယခုအခါရွှေအယောင်ဖြင့်ထိန်ပြောင်ခြင်းမရှိ။ မင်းမင်းတို့ဆံရချစ်ချာထွက်ပွေဘဟုမြင်မဟုတ်တော့ကြနန်းလည်းမဟုတ်ခင်ဗုဒ္ဓတမရှင်သခင်တို့ဆံပြောရမဟုတ်သဖြင့်တောဆိုသောစကားကိုလည်းမတုံနိုင် ရွှေလည်းမမွန်နန်းလည်းမခေါ်တော်သုံးမတန်လျော့ကံမသိဖြစ်ခဲ့ပြီအရှိတောင်ဘက်သို့မျက်နာမူလိုက်ရင်ကျွန်တော်တို့သည်ဖုံးတော်ကြီးကျောင်းများကိုမြင်ရပြီရွှေနန်းတော်မန္တလေးတောင်ဖုံးတော်ကြီးကျောင်းဤသုံးခုကိုမြင်ခြင်းသည်အကြောင်းတစ်ခုကို အမှတ်ရမိစေခြင်း၏အခြေခံဖြစ်ပေသည်ဥဝိဇာရကိုတော်သည် တိမ်တောင်တိမ်တိုက်ကြားမှဘာကနေပေါ်လာရောင်ရောင်ရှိလာလေသည်ဩဤအာဇာနီကိုတော်မြတ်သည်မြမပြည်ကြီးလွတ်လပ်ရေးအတွက်အသက်ကိုစွန့်၍ကြိုးစားသွားပြီကမ္ဘာလောကကြီးမှဥဝိဇာရကိုတော်ကြီးတောက်ကယ်သွားစေကမူအရှင်သူမြတ်၏စွန့်စားမှုသည်မပြောင်းမပြစ်ဘဲအမြဲတမ်းတည့်တည့်တခုဖြစ်ပါစေတည်းဟု ကျွန်တော်ဆုတောင်းမိပါသည်တောင်းလေပြေအေးကလေးသည်တသုံးသုံးတသွင်းသွင်းတိုက်ခတ်လာလေသည်လေပြေလေအေးကလေးသည် ကျွန်တော်အားတိုးဝေကလိပီသည်ကျွန်တော်ဤကို ပြင်ပအေးသလောက် အတွင်း၌ကြွကြွဆူသည်ကျွန်တော်ဤတဲနှလုံးကိုလှန်တန်ဖြင့်အချိန်ချိန်ဆွပီတကယ်သို့နာကြည်လာသည်ရာဇဝင်ကို ပြောင်းအောင်အလင်းရောင် ပေးခဲ့သောဘယင်နာအလောင်းဖျား ရှင်ပြုရှင်တို့ကိုတရိယာမိသည်ဇာတိမံမိသည်ယင်းကြီးတောက်၍နေပေသည်ထိုတော်တွင်တွင်ကျွန်တော်ဤပခုံးကိုလှုပ်၍ကိုကိုအကြောက်လေအခုနှင်ကဘေးရင်မင်းနေတာတိတ်မှန်တာပဲဟုပြောတံကြမှလှဲ့၍ကြည်လေရာကျွန်တော်ရည်စားသည် အကြောအများကောအပြင်ကြောကြောအားတွေးရလေသည်ကိုငချင်းကိုချင်းသည်လည်းမဟုတ်ပါ ကိုတင်ကရင်ရွှေနှန်းလည်းမဟုတ်ပါကဘာပေါ်တွင် အကြောက်ကဲ့သို့ လှပါတင့်တယ်သောမင်းမပြိုများက ရှားလှပေသည်အရွယ်မှာလည်း35နှစ်ကျော်ကျော်36နှစ်နီးနီးဖြစ်၍ဇနောက်တဖွာဖွာရောင်တမားမားနှင့်ဖြစ်ပေသည် ကိုယ်အစဲအပေါက်မှာလည်းမဆူလွန်းမကြုံလွန်းမနှိမ်လွန်းမမြင်လွန်းအချိုးကျငကိုလှဖြစ်သည် ဝင်းဆက်ပြေဖြိုး၍အလှကြီးလာသော မျက်နှာလည်းရှိပေ၏အကျော်အားကျွန်တော်သည်မျက်နှာထားနှင့်ကြည့်သောအခါပထမတော့အကျော်သည် အံ့အားတင်သွား၏နောက်တော့နေရှိန်ကိုမခံနိုင်သောနှင်းစီပန်းသည်ညှိုးနှွမ်းလေပြီးတကယ်တော့ညှိုးနှွမ်းသွားလေ၏ကိုကိုဘာပြုလို့အကြော့ကိုမျက်နှာကြီးနဲ့ကြည့်နေတာလဲဟောကြည့်ပါလားမောင်တိုးတိုးမျက်နှာကြီးရှက်ခောက်ချိုးကြီးနဲ့ဟုပြောကဘဲခြေကိုကြွား၍ခြာပြီးညာခြေဖြင့်မြေကိုဆက်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 နဲ့ပေါက်လေ၏ခြေချင်းတံမှာလည်းငိတ်ငိတ်ပေါ်လာလေ၏ကြောက်စိမ်းဆွဲချုပ်ကို လက်နှစ်ဖက်ဖြင့်ကိုင်း၍နှာခမ်းကိုဆူထားလေ၏ကျွန်တော်ဒီစကားမပြောဘဲနေသေး၏ကိုကိုမင်းသာပြောပါကိုကိုရဲ့ကဲအကျော်တော်ဖျားဖို့တီလာယူပြီးတစ္ဆာဆိုကြဆိုလေဟူပြောမှကျွန်တော်နဲ့အကျော်ဒီဖျားရှိဝယ်တစ္ဆာဆိုရန်လာခဲ့ကြသည်ကိုတတိယတော်သည် အကြော့ကြီးအကြော့ကိုကိုချစ်တာတော့အမှန်ပဲကွတိုးပေမဲ့တစ္ဆာဆိုးလို့မဖြစ်နိုင်တော့ဘူးကိုကိုနဲ့အကြော့လဲပေါင်းရမယ်လို့မထင်ဘူးအကြော့ဟုတာယာညွန်နူးစွာပြောတော့လဲထိုစကားများသည်ကြိုက်ကြိုက်ဆူနေသော စီပူကို အကြော့နားရင်းသို့လောင်းတကယ်တို့ရှိလေသည်အာစကားပြောတာလဲကိုကိုအကြော့ကိုမချစ်တော့ဘူးပေါ့လေဟုတ်လားလူလင်ကြီးရဲ့လူညာကြီးရဲ့ချစ်တယ်ဆိုအခုတကယ်တစ္ဆာဆိုကြစို့ဆိုတော့ရှောင်ပြီး ကောင်းနိုင်သေးရဲ့လားလူလေကြီးရဲ့စသည်ဖြင့်စကားများထွက်ဆဲပြီးပြည်ဤများသည်ဖြန့်ဖြန့်ကြဆင်းခဲ့လေ၏အကြော့ကြီးအเจ้าမသိခင်တော့ကိုကိုကိုအပြည့်တင်မှာပေါ့ကိုကိုလီဟောဟိုကနန်းတော်ဟောဟိုကကျုံဟောဟိုကဘုံတော်ကြီးချောင်းဒီဘက်ကစက်တန်းလျားတွေမြင်ပြီးတော့ငုတ်ချက်စိတ်တဘွားဘွားပောက်ပြီးလာတယ်မြမပြည်ကြီးကျုံဘဝ သမုတ်တရားမှာမျောနေတာကိုကဲတင်ခြင်းနဲ့အချိန်ရှိတိုင်းတိုင်းရေးပြည်ရေးကိုလှုပ်ခြင်းနဲ့ဒီလိုလုပ်ငန်းမျိုးမှာတန်ရောစင်တွေများနေရင်မစွန်စွားဝင်ဘူးသူရတက်တည်နေတတ်တယ်ဒီတော့လက်လက်လဲလောဖြစ်မဲ့မိမတန်ရောစင်မိမမှပောက်ဖွားမဲ့တာသမီတန်ရောစင်တွေမဖြစ်စေခြင်းဘူးတကယ်လို့အကြော့ကို ပေါင်းရရင်လဲတိုင်းရေးပြည်ရေးလုပ်ငန်းစွန်ပြီးလင်းသားပြီးပြီးအကြော့ကိုကျွေးနိုင်မွေးနိုင်အောင်ဆင်းနိုင်ဖြစ်နိုင်အောင်ဆောင်ရွက်ရတော့မယ်ဒီတော့ ကိုကိုသဘောမှာတော့မင်းမနဲ့တိုင်းရင်ပြည်ဆန့်ကျင်ပကြီးလို့အယူရှိတာပဲအဲ့ဒီတော့အကြော့လို့ချောတဲ့လှတဲ့ကိုကိုအချက်ကိုမစွန့်ခွာခြင်းပေမဲ့မလွဲတာလို့ခွဲခွာရတော့မယ်ဟုပြောလေ၏ဒါနဲ့ပါဆိုင်တယ်လေကို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 က အကြော့ကိုမချက်လို့သာဒီစကားမျိုးပြောတာပေါ့မဟုတ်ပါဘူးအကြော့ရဲ့အကြော့ကိုချက်လွန်းလို့ပြောတာပါအိုးကိုကိုကတစ်ဖက်သက်စဉ်းစားတာကိုဘယ်လိုတစ်ဖက်သက်လဲဗျာ အကျော့နဲ့အတူပေါင်းပြီးအကျော့လဲတိုင်းရည်ပြည်ရေးကိုဆောင်ရွက်ရင်ကောမဖြစ်ဘူးလားပြောစမ်းပါအောင်ကိုကိုဖြစ်တော့ဖြစ်သားပေါ်အိန္ဒိယပြည်ဝန်တာနုလုပ်ငန်းမှာမိန်းမတွေဘလောက်ဆောင်ရွက်နေကြသလဲ Mrs. Saro Ginodindu Mrs. Sia Testo ဒေါက်တာ Independence တို့သူတို့တွေကမိန်းမသားဆိုရတယ်အခုမြန်မာပြည်ကခေါင်းဆောင်ကြီးတွေထက်အစာပေါင်းများစွာတာသေးတယ် ာတာပေါ့ကဲဆက်စမ်းပါအောင်ဟိုအရင်လွန်ခဲ့တဲ့ GCB ရဲ့ခေတုန်းကလည်းကုံမာရီအတင်းတွေဝင်ရောက်ဆောင်ရွက်ကြတယ်မဟုတ်ဘူးလားအချို့ကုံမာရီများ ထောင်တဲကြရှာကြသေးသည်စဉ်းစားစားသာပြောပါကိုကိုရဲ့ကိုကိုကပညာတတ်ကြီးဆိုပညာတတ်မို့တန်ရောစင်ကြောင်းတွေးမိတာပေါ့မိမာတို့သဘောဟာတိမ်မွေးတယ်တနာတတ်တယ်နုံညံ့တယ်မိခင်များဟာသားသမီးကို အမျိုးမျိုးတုတ်တင်ကျိုးမွေးတာတွေသားသမီးကိုကျင်နာတာတွေဘေးထုတ်ကကြုံတော့မိမိကိုယ်ကို မငဲ့ညာပဲ ခုခံတာတွေဟာမိခင်အများရဲ့သဘောမိမအများရဲ့သဘောပဲမဟုတ်လားကိုကိုဒီမိမတို့ရဲ့သဘာဝနဲ့ချဲပြီးပုံမကျဲဝန်းတဲ့နေရာများကိုအသုံးချမယ်ဆိုရင်ချနိုင်ခွင့်ရှိပါတယ်ဒီမှန်လမ်းမှန်တဲ့ဒီတက်တီတွေကို သုံးရင်မြမပြည်တွင်မကပဲတကဘာလုံးတောင်အကျိုးရှိနိုင်ပါတယ်ဟုတ်လောက်ပါရဲ့တို့ပြီမယ် ို့ပေမဲ့နေပါနဲ့အောင်ပြောင်းမယ်ဆေးရုံတို့ဘာတို့မှဒုနာပြုတဲ့ဆရာမတွေကိုစဉ်းစားပါအောင်သူတို့ကလူပေါင်းကိုဘလောက်ကျင်ကျင်နာနာနဲ့ပြုစုကြသလဲဒုနာကိုကိုကျင်းစာတရားထားပြီးယူရပိုက်ထွေးကြတယ်ဒီဟာကမိမတို့ရဲ့သဘာဝကိုကဂယုနာတက်တက်ပြီးဒုက္ခရှင်ကိုဒုက္ခမြင်အောင်လုပ်နိုင်တာပဲလို့သိရတာပေါ့မိခင်များတာသမီကိုညီညီညာညာချစ်တယ်ကိုသားသမီးအချင်းချင်းဖြစ်ဖြစ်တယောက်နဲ့တယောက် တင့်မြန်ညီညွတ်စေတယ်။ခိုင်ရန်ဖြစ်ကြရင်လွန်တဲ့လူကိုဆုံးပါတယ်။ဆ iam မများလဲတပည့်တွေကိုဒီလိုပဲဆုံးမတာပဲ။ဒါကဘာပြတယ်လဲဆိုတော့ကျမတို့မိမများမှာညီညွတ်ရေးကိုအားပေးလို့တဲ့စိတ်ရင်းခံရှိတာကိုသိလိုက်ရတာပဲမဟုတ်လားကိုကို။ဟိုတနေ့ကမုံညင်းဆရာတော့ဟမ်မုံညင်းရပါသေးတယ်ကိုဘာများပြောမလို့လဲ။မုံညင်းဆရာတော့အောက်ပြည်ကိုရောက်တော့ယောဂီအသင်းတွေ ထောင်သွားတာကိုစဉ်းစားပါအောင်မိမများဟာအရာတစ်ခုကိုနားလေသဘောပေါက်ရင်ဆွဲဆွဲမြဲမြဲလှုပ်တဲ့ကြောင်ထင်ရှားတာပဲစိန်ရွှေကိုမစင်အဝက်ကြောင်ကိုမခင်မဲစွန်ပြီးတညီတညာတဲ့ရသည့်အဝက်ဝက်ကြတာဟာဘလောက်ချီးမွမ်းဖို့ကောင်းသလဲကိုကိုတို့လည်းအကြောင်းမှန်ကိုရှင်းလင်းပြောနိုင်ရင် မိမတွေဟာညီညီညာညာဆောင်ရွက်ကြလိမ့်မယ်လို့အကြော့သဘောရတာပဲဒါကြောင့်မူလာတော့မသိဘူးမဟာတမဂန္ဒီကြီးက ိမတွေကိုအင်မတန်အားကိုးတာပဲမိမတွေကို အမိတို့အမိတို့တာဝန်ကြီးဟာကိုတိုင်ကိုပြည်ဖြစ်ကုံများကို အားပေးဖို့ဒူရာမီရိယကံကြီးကိုအိန္ဒိယပြည်မှာပြအောင်ဆောင်ရွက်ဖို့ပဲလို့တာဝန်ခွဲဝေပြီးပေးတယ်ဒါပေမဲ့မြန်မာမိမတွေနဲ့မြန်မာမိမအိန္ဒိယမိမမထူပါဘူးကိုကိုရဲ့ကဲတခုကြည့်ပါအောင်ကဘာဦးဒီစာက စားပြီးအိန္ဒောင်ရှင်များဆိုရင် အေးတတရှိဖို့ ဝင်ငွေထုတ်ငွေပြန်များဖို့အိမ်တောင်ကြီးပွားဖို့ဘသူတွေဆောင်ရွက်ကြတယ်လဲကိုကိုနိုင်မှာပဲမဟုတ်လားလူမျိုးတစ်မျိုးဆိုတဲ့လူမျိုးအိမ်တောင်ကြီးကိုကောင်းစွာစောင့်ရှောက်နိုင်မဲ့တတိနိုင်မှာတွေမှာရှိတယ်ဆိုရင်မမာဘူးပေါ့အင်းမမာဘူးပဲထားပါတော့လေကဲနောက်ဆုံးပြောချင်တာကတော့မိမာများမှာမျိုးချက်စိတ်ရှိတဲ့လူကိုမှချင်မယ်အများကျိုးကိုဆောင်ရွက်တတ်တဲ့လူမှမြတ်တာတက်ဝင်မယ် secret မတောက်သူကိုမှ ခင်မယ်ဆိုရင်ယောက်ျားတွေဟာမိန်းမအကြိုက်ဘလို့လိုက်ရမယ်ဆိုတာဟာအမှန်ပဲမဟုတ်လားဒီလိုချစ်တဲ့မိန်းမကအရှားသားလားအကြော့ရဲ့ရှားမယ်မထင်ပါဘူးအကြော့တော့ဒီလိုမှချစ်တာပဲဒီတော့အကြော့တို့မိန်းမတွေဟာတိုင်းရေးပြည်ရေးလိုက်စားခွင့်ပြုရမယ်ဆိုရင်ဘလောက်တာသွားမလဲကိုကိုရဲ့အကြော့လဲမြန်မာပဲအကြော့လဲမြန်မာပြည်ကိုချစ်တာပေါ့ဒီတော့အကြော့လဲကိုကိုနဲ့အတူမြန်မာပြည်လွတ်လပ်ရေးအားပေးရင်မဖြစ်နိုင်ဘူးလားဟုပြောတော့ကြောင့် ကျွန်တော်မှာဇာတဖိမ့်ပိတ်ပီတိဆိုင်ရနှစ်သိမ့်ကြီးနူးအချစ်ဦးကလေးဟာရှည်လျားစွာကြည်ပြီးဖြစ်နိုင်တာပေါ့ဒီလိုဆိုရင် အတိုင်းထက်အလွန်တကောနဲ့ဖရာတဲ့ကားပေါ့အကျော်ရဲ့ အမျိုးသားကြီးပွားရေးတရားခဏခဏဟောနေပြီးတော့အခုအကျော်ကပြန်ပြီးဟောနေရတာဘလို့သဘောလဲဆရာကြီးရဲ့ဟိုဒါတော့အကျော်ကသိပြီးကဲဒါထက်ဖရာကတော့ကြဆုံးကိုကိုတို့မြမပြီကိုချစ်တဲ့ချင်းတယောက်နဲ့တယောက်ချစ်ကြတဲ့ချင်းဒီချစ်ဟာနိဗ္ဗာန်မကူသေးတဲ့အနေတိုင်အောင်မပြစ်စဒန်းတို့သစ္စာဆိုကြဆိုလားဟူပြောလင်းပြန်ဘောသူတော်ကြီးဥခာဤကျေးစီတံကိုကြားရလေတည်း ဒီဝတ္ထုလေးကတော့ဒီမှာတင်ပြပါခင်ဗျာဒီဝတ္ထုလေးကိုဆုံးတိနားဆင်ပေးကြသူပေါင်းကိုထူးပြီးကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားပေးနားဆင်ကြသူပေါင်းဘေးရန်ကင်းသွားပြီးကျန်းမာချမ်းသာကြပါစေ